ဘရိသကြီးအဲ့ဒီငွေ30ကကျုံနဲ့ဝယ်ပြီးတော့စားပါတော့ပါလို့ခိုင်းရလားလို့မခိုင်းဘူးကိုစားချင်လို့ကိုတောက်ချင်လို့တောက်ဥပမာဥပမာအဲ့ဒီငွေ30ကဘာနဲ့တူတယ်လဲလို့ဆိုတော့ခရီးလှူတဲ့ဌာနဘုန်းကြီးလှူတဲ့ဌာနအတိလရင်လှူတဲ့ဒါနသရောင်းစားပေးတဲ့ဒါနခွေးကျွေးတဲ့ဒါနဘာပဲဖြစ်ဖြစ်ပေးတာစွန့်တာ မှန်သမျှစသနာလက္ခဏာပါသောကြောင့်အဲ့ဒီလိုဘေဒါနပဲပြုပြုဘေကုသို့ပဲပြုပြုအဲ့ဒီလိုလှူတဲ့ဒါနကငွေ30နဲ့တူပါတယ်တဲ့ငွေ30ဒီကြောင့်နဲ့ဝယ်ပြီးစားပါတော့ပါမခိုင်းသလိုခမည်းတော်လှူတဲ့ဒါနကတော့ဖြင့်ကျုပ်ဒါနာကြီးပြုတ်ပြီးတော့လူပြေတောင်းလိုက်ပါခမည်းတော်များခိုင်းကလားပြုတ် ခိုင်ဘူးငွေ30လို့ပဲအကျုံနဲ့နတ်ပြည်တောင်းပါလို့ကခိုင်တော်လားပြိဿာအကျုံနဲ့ဗြမပြည်တောင်းပါလို့များခိုင်သလားမခိုင်ပါဘူးဘာလို့လို့မခိုင်သလဲဒါနသည်ခိုင်နိုင်တဲ့တတ်တိမရှိဘူးသူ့ကိုပြုတဲ့အကျောင်းကြောင့်မခိုင်တော့လေအကျိုးပေးနိုင်တဲ့ကံမတတ်တိလေးတော့သူ့မှာရှိတဲ့ဓာတ်ဖြစ်ကောင်းပြီ အဲ့ဒီလိုဒါနကမခိုင်းငွေ30လိုပဲပြိတာအတောင်မခိုင်းတော့လေခမည်းတော်ကလောဘဥစီးပြီးတော့ကထေခင်းနဲ့သင်္ကန်းကတဲ့ကြောင်းဆောက်တဲ့ဆွမ်းကျွေးတဲ့ဆွမ်းလောင်းတဲ့ဒီဒါနတွေပြုပြီးတော့လူချမ်းသာပရိသေရိဧကရိစัจဝရိမန္တဆိုတာဒါနကမတောင်းပေမဲ့ခမည်းတော်ဣဇတတန်တံမှာတန်ရာရှိအောင်အတောင်းခိုင်းနေတာကလောဘမျိုး ပြည်သားကြီးဟိုချမ်းသာတွေတောင်းတာဘယ်သူကတောင်းတာတော့ဒါနဲ့ကဟုတ်ကဲ့လားဒါပြည့်ဒါနပြုတန်တရာရှိတယ်ဆိုတဲ့ပုံမှအတက်လွဲနေတယ်တန်တရာရှိတယ်ဆိုတဲ့ပုံမှကိုလောဘကိုပြောင်းတက်လိုက်တော့တန်တရာရှိအောင်လုပ်တာဒါနမဟုတ်ဘယ်သူလဲလောဘပြည်သားကြီးဘယ်သူတို့မျိုးလောဘပါဗျာဒါပြည့်နောက်လောဘဥစည်းပြီးတော့လှူအောင်မလားပြည်သား လောဘဥစည်းမလူရင်ပရိသတ်ကြီးတန်တရာရှိပါဦးမလားမရှိပါဘူးဗျာဒါဖြင့်ဒါနပြုတန်တရာရှိတယ်ဆိုတော့နှမျောဝန်တူတဲ့လူများပြောတဲ့စကားမဟုတ်ဘူးဆိုတာတော့ရှင်းသွားပါလားရှင်းပါပြီဗျာ။အဲရှင်းသွားလို့ရှိရင်ဒီကနေ့ဒါနနဲ့ပတ်သက်တဲ့ဇတ်ထုတ်တထုတ်ခေါ်ကြစို့။ဒါနနဲ့ပတ်သက်တဲ့ဇတ်ထုတ်ကခွန်ကြီးတို့ ။အော်ဓမ္မပဒကထုတ်ခေါ်มาဖြစ်ပါဓမ္မပဒဘိက္ခုဝက်ပြင်ဆက်ကဒါယကပုံနာကြီးကိုခေါ်ယူခေါ်မလို့ဘုရားကိုယ်တော်မြတ်ကြီးသည်စေတဝန်ကျောင်းတော်မှာတရင်သုံးတော်မူစဉ်အခါမြတ်စွာဘုရားဇေရဝန်ကျောင်းတော်တရင်သုံးစဉ်တာဝတိမြို့မှာပြင်ဆက်ကဒါယကလို့အမည်ရတဲ့ပုံနာကြီးရှိတယ် ပြင်ဆက်ကဆိုတာပြင်ဆက်အက်ကဒါယကပေးငါဘာသောမုံမုံမြက်မြက်ပေးတတ်တဲ့ပုံနာလို့အဲ့ဒါလို့ခေါ်ပါပဲပြင်ဆက်ကဒါယကဆိုတာဘုန်းကြီးတို့ငါဘာသောမုံမုံမြက်မြက်ဥဥဖြာဖြာလှူတတ်တဲ့ပုံနာလို့ဒီအဓိပ္ပာယ်ရဒီလေးပဲရတော့ဒါကိုဘုန်းကြီးတို့တနည်းအားဖြင့်နားလည်အောင်ဇက်ထုတ်နံမယ်လေးတက်လိုက်မယ်ဆိုရင် မပေး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 ဆိုတဲ့အမိအဖျင်ဇတ်ထုတ်တက်လိုက်တော့ရွှေမန်းတယ်မောင်ရဲ့ရွှေခွက်မဟုတ်ပါဘူးဒီနေ့ဗာဇတ်ထုတ်ဟောမှလည်းမင်းလူတိုင်းနားလည်အောင်ဖြေကြတော့ပေါ့မပေး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 ဇတ်ထုတ်ပါဗျာဧတာကြီးဒီနေ့ဘုန်းကြီးဗာဇတ်ထုတ်ဟောမှတော့ဆိုလို့တော့ကောင်းတော့မပေးပေးပေးခံကြတိုက်တဖြင့်ကောင်းပြီ အဲ့ဒီတဝတ္ထီမြို့မှာနံပါတ်လေးပေးရမယ်ဆိုရင်ပုံနာကြီးကဥပေးခြင်းလို့ဒီလိုမှတ်တော့ပုံနေမကြီးကခေါင်းကြီးတို့ဒေါ်ပြင်းတယ်ပုံနာကြီးကဘယ်သူတဲ့တို့ပုံနေမကြီးကဒီနော်နှာကျိုးတွေပြန်ပြန်ညော့သွားတဲ့တံပတ်က အဲ့ဒီပုံသားကြီးနဲ့ပုံသေးမကြီးဥပွေးကျင်နဲ့ဒွန်ပြင်းနှစ်ယောက်ရှိကြပြင်းတတ်တယ်နော်ဒါနပြုတဲ့နေရာဘလောက်ထိအောင်ပြင်းတယ်လေဆိုရင်ဘုန်းကြီးတို့မန္တလေးဆုံးကံကြွတုံးကပြောရအောင်မယ်မန္တလေးဆုံးကံကြွတုံးကတောကတက်ကြီးွားတဲ့ပွဲစားနဲ့တူပါရဲ့ပွဲယုံတစ်ခုဘုန်းကြီးရောက်သွားတပိတ်ပိုက်လို့ကျွတ်တော့စာတင်သားတဖေးအကြောင်းမကန်ကြီးနဲ့ဆေးဘော်လေးကြီးလက်ကျန်းညှခဲလို့ဆုံးစလုံးကြီးကအငွေ့တစ်ထောင်းထောင်းနဲ့ ဘုန်းကြီးတို့ကလည်းတစုံရနဲတာမှတ်လို့ဒီလိုတစုံချင်းရှောက်စုရတာတနှတ်စာအတွက်လွယ်တာမဟုတ်ဘူးအဲဒီလိုရှောက်ပြီးစုရင်းစုရင်းနဲ့ဆွန့်ခံလိုက်တာဆွန့်စလုံးကြီးအငွေတစ်ထောင်ထောင်ဇွန်းတက်ထားတဲ့ကျုပ်ကဝင်ရဆင်းလေးတော့လည်းဖက်ရည်တော့ပြက်မှနဲ့ဆွန့်ထမလောင်းအေးဒေါ်ကြီးကိုတော်လေးကြွလာတဲ့မဏိနေဘူးလှပြီးဆွန့်ထွက်လောင်းပါဘုန်းကြီးလူတွေနဲ့တူပါရဲ့မဏိဆိုတာအုတ်ခေါင်းပြောတာ ကြားသေးဘူးတော်ကြီးကအေးတော်ကြီးကိုတော်လေးရနေတယ်မနှိနေဘူးလှပြီးဆွန့်ထွက်လောင်းပါဒီကကြားတယ်မိမကြီးကကြားတော့ဘာလှမ်းပြောလိုက်တော့တဲ့တော်ကိုယ်တိုင်ထွက်လောင်းငရဲကြီးတာမှတ်လို့ဒီချက်ပြုတ်နေမအားတာမသိဘူးလားကိုယ်တိုင်ထွက်လောင်းလိုက်ရောပေါ့မအားဘူးဆိုတော့မှတက်ရောက်သေး ဆွင်းစလုံးကြီးကန်းပြီးတော့ဘောက်ဘက်ဘောက်ဘက်နဲ့မြေကြီးနဲ့ယံဖြစ်ပြီးဆောင်းကြီးအောင်ကြီးထွက်လာပြင်းနာပြင်းနာတကားတို့ကျွတ်နဲ့ရောက်တော့လဲမန္တလေးဆိုတာကြွလာတဲ့တန်ဃာတွေတစုံချင်းမြှောက်အောင်လောင်းရတာအဲ့ဒါလို့မလောင်းဘူးယားဇလုံးကြီးဆောင်းပြီးအကုန်လုံးချစ်ချုပ်တွင်ထက်ကျုပ်ကတော့ပြုံး တရာတရားရှိတာမရှိတာပါထားဒီဖိုးကြီး၂ယောက်၃ယောက်လောက်တွေ့ရင်ငါတပိတ်ပြေးသဟာဒါကျွတ်တဲ့ကတွေ့ခေးအဲ့ဒီလိုချစ်ချုပ်လောင်းနေတော့ဒကမာကြီးကလှမ်းပြောတယ်ဖိုးကြီးနောက်ကိုတော်တွေကြံသေးသလားကျုပ်လည်းအာနာတယ်နဲ့တူပါရဲ့ကြားသေးဘူးဖိုးကြီးနောက်ကိုတော်တွေကြံသေးသလားနောက်သူကြားတော့ဘာပြောတော့လူပြင်းနေရဲ့စကားပေါ့မှတ်ချင်မှတ်ထားပေါ့ ဆုံးလောင်းတာပဲတဲ့ဖောက်တယ်ထားလောင်းမနေနိုင်ပါဘူးကုံသားပြီးရောပေါ့အကုန်လုံးလောင်းချပြင်းတာပြင်းတာတကားတို့ဒါကြောင့်နတ်ပြည်မှနတ်သမီးတွေများသည်နတ်သားတယောက်နတ်သမီးတစ်ထောင်တောင်ရှိသည်နတ်ပြည်အော်ဟိုလဲနေတဲ့ဟာကြီးကရှိတာကို ရဲ့ဒါအဲ့ဒါဘာတော့ယဟစီးဘူးလားအင်းချားရောဟုတ်တယ်ယဟတို့ချားလို့ဆိုတာရှိတာဒါကြောင့်မေးကြည့်ရအော်အဲ့ဒါရှိတော့လဲသူ့ဝိမာပေါ့တရားပွဲနဲ့ဒါနဲ့တော့ခမည်းတော်ဖာသာဖြစ်တယ်လို့ကြည့်ရှုလှုပ်ထားတာကျုပ်လည်းမတတ်နိုင်ဘူးပေါ့ကျုပ်ကဘလောက်သူ့သူပြိဿညင်အောင်ထိမ့်တတ်တဲ့ခွန်ကြီးပါအဲ့ဒါကြောင့်ကျုပ်မနိုင်ဘူး လန့်တော့អော်မှာပဲဒီထဲမျိုးတစ်မျိုးကျုပ်မြောက်ွဲနဲ့ရှင်ချပြိုင်မှာကွာလို့မင်းတို့ဘယ်မင်းသားဘယ်မင်းသမီးခေါ်ခေါ်မျက်နှာချင်းဆိုင်ပြိုင်သားမှာငါနိုင်အောင်អော်ပါမယ်မြောက်တော့ငါမနိုင်ဘူးသူမြောက်တော့သူကဆိုတာမှမဟုတ်ခဲနဲ့ဘေးဟာတွေကဆိုပြီးပေါမကြီးကဒိန်ဒန်ဒိန်ဒန်တွန်းဒီနေတာမြောက်ဆိုင်ဆိုတာဘယ်တော့မှသုံနေမှုကိုဒီတာမှမဟုတ်ခဲနဲ့ဒိန်ဒိန်နဲ့တွန်းနဲ့အဲ့ဒီတပွဲတော့ဘုံကြီးအရှုံးပေးတဲ့ ်ငါဒီလိုတရိษံနဲ့ကြံဒီကံနဲ့များရှင်ပြီးတော့ခမားတို့ပြန်ချထားလို့ရတယ်ကျုပ်ဘယ်တော့မှမဟုတ်မင်းသားမင်းသမီးနဲ့တော့ကြိုက်တယ်လို့လို့ပါမြင်းညာမှာကျုပ်ပထမဆုံးရန်ကုန်ကတန်းထွန်လေးတို့မျိုးမြင့်လေးတို့တက်ကတူမြကြီးတို့ရုပ်ရှင်မင်းကြီးတင်တင်လှတို့ပလဲတို့ကြီးလေးတို့ချိုပြုံးတို့ယောက်ျားလားမိန်းမလားမသိဘူးပူချာချာနဲ့ပါသေးတယ်ရွှေလုံးဆိုတာဒီတမျိုးကြီးအဲ့ဒါတွေနဲ့မျက်နှာချင်းကရုပ်ရှင်ချ ဟိုးရှည်ကြီးကောင်းလေးတွေကအဲ့ဒီပဲလှဲကျုပ်ကလည်းတိုးអော်တာနောက်တော့လာလျှောက်တဲ့အရှင်ဘုရားခွန်ကြီးဖေးဆက်ပြီးပါတဲ့တပည့်တော်သူအလုံးလုံးမဖြစ်လို့ဘယ်လုံးလုံးဖြစ်မလဲသူတို့ကစီးနဲ့ဝါးနဲ့ကျုပ်ကကျုပ်អော်ကျင်တာអော်တာကျုပ်တန်နေဟိုဘက်ရောက်ရောက်သွားတော့တီးတဲ့ကောင်းတွေကိုယ်ကားဖြစ်ကုန်ဒါတော့အဲ့လိုမျိုးတွေနဲ့ရှင်းတာတော့ကိစ္စမရှိဘူးမြောက်ပွဲကကျုပ်ရှုံးခဲ့သလားကဲရှိပါစေတော့ဘေးဖောက်ဖောက်ထွက်သွားဒီလိုနဲ့ဆက်ကြဘူးဆိုတရားနာပြိဿ ဇီယောက်ျားရဲ့ဌာနပြုတဲ့နေရာပြင်းသည် ဥပုသ်ဆောင်တဲ့နေရာပြင်းသည် တရားနာတဲ့နေရာပြင်းသည်တရားအထုတ်တဲ့နေရာပြင်းသည်ဒါကြောင့်နတ်ပြည်သွားတဲ့နေရာမှာမိမတွေများများရောက်နေသည်တောင်းတာကတော့နတ်ပြည်ယောက်ျားတွေကတောင်းသည်ယောက်တာကမိန်းမတွေများများရောက်သည်